ကျော်မင်းဟာစားတောက်ဆိုင်တစ်ခုမှာ အလုပ်လုပ်တဲ့လူငယ်တဦးသူ့အိယာခန်းကထက်မြင့်တစ်ခုမှာရှိပြီးအလုပ်ပြီးတဲ့နောက်မှာတယောက်တည်းပြန်တက်ရတယ်။တညမှာသူ့အလုပ်ယုံကနေပြန်လာတဲ့အခါမိုးညင်းညင်းရွာနေပြီးလမ်းထဲမှာတယောက်မှမရှိဘူး။လမ်းတစ်စစ်ချိုးမှာတန်တရာပုံလေးထိုင်နေတာကိုသတိထားမိတယ်။သူ့ကိုကြည့်လိုက်တော့လူတယောက်ထိုင်နေတယ်လို့ပဲ။ညနေပိုင်းကဒီနေရာမှာဘာမှမရှိဘူးမလား။တစုံတယောက်ရဲ့မျက်နှာကြည့်လိုက်တယ်လို့ခံစားရပြီး ကိုယ်ခန္ဓာကိုတခါလဲတုံသွားတယ်ဒါပေမဲ့သူကမကြောက်ပဲအင်ကောလောပြီးရန်သူပဲထင်လိုက်တယ်သူ့ခန်းထဲရောက်ပြီးတကားပိတ်လိုက်တော့ပဲမကြခင်မှာပဲထပ်ပေါ့ထပ်ပေါ့ဆိုတဲ့အတန်괴괴ကြားလာတယ်သူ့ရဲ့မျက်နှာတစ်ခမ်းမှာတစုံတယောက်ရဲ့ပုံရိပ်တုံးတက်နေတယ်လို့မြင်လိုက်တယ်တကားကိုဖြစ်ကြည့်လိုက်တော့ဘာမှမရှိဘူးဒါပေမဲ့ပြန်ပိတ်လိုက်တာနဲ့ထပ်ပေါ့ဆိုတဲ့အတန်ကပိုပြီးတော်တော်ကြားလာတယ်သူကအပြာအတန်နဲ့ပြန်ဖြုတ်ကြည့်လိုက်တော့ တကားနောက်မှာမင်းကလေးတဦးကမျက်လုံးဖြူဖြူနဲ့လှမ်းကြည့်နေတယ်။ကျော်မင်းရဲ့နှလုံးသားတစ်ခါတည်းခုန်သွားတယ်။အထဲကထွက်ပြေးခြင်းပေမဲ့ခြေထောက်တွေမတက်နိုင်တော့ဘူး။မင်းကလေးရဲ့မျက်လုံးဖြူဖြူတွေကမျက်နှာကိုတိုက်ရိုက်ကြည့်နေတယ်။တဲ့။ဘသူလဲ။သူကတုံလုံးလို့မနေနိုင်ပဲမေးလိုက်တယ်။မင်းကလေးကမပြောဘဲဘလုံးမထဲဖြစ်နေတယ်။အနားမှာရေဆူတန်တွေကြားရတယ်။ချက်ချင်းပဲကျော်မင်းရဲ့မျက်လုံးတွေပြန်ရှင်းလာတော့မင်းကလေးရဲ့ခြေထောက်ကရေထဲမှာရွာရွာကျနေတယ်။သူ့အခန်းကငါးလွှာထပ်ပုံမှမလား။ ဒီကဘယ်ကလာတာလဲကျော်မင်းကတခါတည်းနောက်ပြန်ဆုတ်ပြီးမင်းကလေးကိုမမြင်နိုင်တော့တဲ့အထိထွက်ပြေးဖို့လိုက်ရှာတယ်ဒါပေမဲ့တကားကိုဖွင့်လိုက်တော့လမ်းမတော်တော်ကြီးတစ်ခုရောက်နေတယ်သူ့အခန်းထဲမှာမဟုတ်ဘူးတကြောထိတ်လန့်သွားတယ်လမ်းမတော်ထဲမှာငိုရေတန်လဲကြားရတယ်ဒါပေမဲ့သူ့နောက်ကမင်းကလေးရဲ့နားကိုမဖြစ်နိုင်ဘူးနားကိုမဖြစ်နိုင်ဘူးသူ့အရင်လမ်းရကနေနောက်ကြည့်လိုက်တဲ့အခါမင်းကလေးရဲ့မျက်နှာက အနီရောင်တွေးတွေနဲ့ပြည့်နေတယ်နှာခမ်းပေါ်မှာငါအစားမနေပါနဲ့ဆူတဲ့စာရီပေါ်လာတယ် ကျော်မင်းကသတိလစ်သွားခဲ့တယ်နောက်တနေ့လူတွေကုံလူကြိုပဲဖြစ်နေကြတဲ့အထက်ငယ်တစ်ခုကနေကျော်မင်းပြုတ်ကျသွားတယ်ဆိုတဲ့သတင်းတွေထွက်နေတယ်ဒါပေမဲ့တကယ်သူ့အခန်းကနေပြုတ်ကျတာမဟုတ်ဘူးသူကတရေမိသွားပြီးသူ့ကိုယ်သူပြုတ်ချလိုက်တာပရိသတ်ကြီးတို့ရောဘလို့ထင်ကြလဲထင်မြင်ချက်လေးများကို comment မှာရေးသွားကြပါ